ောတာဆင်းပေါင်းမင်္ဂလာပါခင်ဗျာ လေးစားရပါတော့စာရေးဆရာမကြီးခင်နင်းညူဤတရက်ခံဝတ္ထုတူကိုဖတ်ပြမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအလုံးနာတောတာဆင်းပေးကြပါဦးခင်ဗျာတရက်ခံ မကြီး၏အမှုအရာသည်ဝမ်းနေညှိုးငယ်နေသော ပုံရသည် သူကတော့မကြီးမျက်နာကိုစိတ်စိတ်မကြည့်မကြီးမျက်နာကိုတင်မဟုတ်ကြံမောင်နှမဖြစ်သောမငယ်ရော မတွေနှင့်မလေးတို့မျက်နာကိုပါ မကြည့်ခြင်းဧည့်သည်များဆဲသွားပြီဖြစ်၍ညီမများကတိမ့်ဆဲစရာတွေတိမ့်ဆဲနေကြသည် မာကြီးတယောက်တည်းသူ့စိတ်မှာထိုင်နေသည်မာကြီးသည်လက်ကင်ပေါ်အနှင့်မျက်လုံးအိမ်ကိုတိုးလိုက်၏တစုံတစ်ခု သူကပြောရန်အာယူနေပုံရသည်ကိုကိုကြီးအမေကိစ္စကတော့ပြီးသွားပြီ မာကြီးသည်စကားကိုစိတ်မဆတ်ဟုတ်တာပေါ့ နင်တို့အနေနဲ့ကကိစ္စကပြီးသွားပြီပေါ့သူကဒါပဲပြောလိုက်ဤမကြီးကစိတ်စကားဆက်ရန်မဝတ်မရေဖြစ်နေပုံရသည်သူကတော့မကြီးဤတကွာညီမတွေအားလုံးကိုဒီလိုမထင်ဘာမစိုးလောက်ရဲကြံ့ရဲကြတော့သူရဲကောင်းမတွေဟုထင်သည် မာကြီးပြောသလိုအမေကိစ္စပြီးပြတ်သွား၏ယနေ့ရက်လယ်ဆုံးကျွေးပြီးပြီအမေဆုံးသည့်နေ့ကစ၍အမေကိုတကြိုသည့်နေ့အထိသူညီမတွေသည်မျက်နှာပြောင်ကြသည်လှက်လိုက်လဲလဲငိုကျွေးပြကြသည်ညီညီလောင်နေသောမိတကြိုဆက်သေးသူအမေခေါင်းကိုထဲ့ကန်ပြီးတော့မထွေးက ပုံလျက်သားလဲကျသွားသေးသည်ကြံညီမသုံးယောက်ကလည်းမီလျံခဲတဲ့ကိုပင်ဝင်လိုက်လူမတက်ဘီးကမိတ်ဆွေများကဆွဲရငင်ရတရားပြရနှင့် အတော်ကြည့်ကောင်းသောဇက်ွက်ဟု သူထင်သည် အမေသာသူစကားနားထောင်၍သူနှင့်လိုက်နေလင်းဒလောက်အဖြစ်ဆိုမိမထင် အမေအိမ်က စင်ကြောင်ထဲမှာကန်ထိုက်တိုက်တွေဘိုးတိမြင့်တက်ချင်းတွင် အမေအိမ်ကလေးကမြေမှဝင့် နေသည်ပေ40 60မြေမှအမေကလေးပင်သုံးခန်းပြင်တောင်အိမ်ကလေးအဖေစီစဉ်ကဆောက်ထားသည်အဖေဆုံးတော့အမေသူ့သမီးတွေနဲ့နေသည်သမီး၄ယောက်လုံးက ိမ်တောင်ကြာပြီထက်ခိုးလေးမှာအထွေးကနေ၍ကြံညီမ၃ယောက်ကအောက်ထပ်မှနေသည်အိမ်တောင်တဲတွင်မို့အိုးခွဲစားကြသည် သူသည် အမေအိမ်ကိုခဏခဏ လာရောက်လေပတ်၍အမေကို လာကြည့်သည် အမေကလည်းသူ့အိုးလေးနဲ့သူထမင်းချက်စားသည် အမေကလည်းပင်ပန်းလိုက်တာ ကျွန်တော်နဲ့လိုက်နေလေအမေထမင်းမချက်ရပါဘူးသူဒီတာမွေမအိတ်ခမ်းငားနေသည်သူ့ဇနီးနဲ့ကလေးနှစ်ယောက်ပဲစီသည်အမေကမလိုက်လို့သူ့ဇနီးကိုချွေးမဖြစ်၍တန်တရားစိတ်နေသလားအာနာ၍ပဲနေလေသလားဒါမှမဟုတ်ဒီပြင်တောင်အင်္ဂလီကိုအဖေကစည်ရည်လို့ အမေကစီးရောင်း၍ဆောက်ထားကြရသည်ထိုစဉ်ကမြေခွက်စီမှာတောင်းကနန်းလောက်ပဲရှိသည်လင်မယားနှစ်ယောက်ဓမ္မဥချထူထောင်ခဲ၍များတန်ရောစဉ်တွင်နေသလားမသိသူခေါ်သည်ကို မလိုက်သူသည် အကူအကြီးဆုံးဖြစ်၍ညီမတွေကို ခေါ်ပြောရသည် အမေကဈေးရောက်ပြီးနင်းတို့ကိုဒီဂရီရတဲ့အထိကြောင်းထားရတာအခုအလုတ်လုတ်လေအလုတ်လေကိုစီစိတ်နေပြီ အမေကိုတယောက်တည်းချက်ကျွေးကြပါလားညီမလေးယောက်စလုံးတယောက်မှခေါင်းမညိတ်လေတော့သူကလာတိုင်းအမေအတွက်ငွေနဲ့စီဆံလာ၍ပူရသည် အမေခုလိုမဖြစ်ခင် တနှစ်ကတော့မကြီးကကောင်းဆောင်၍ညီမတွေအမေကိုသူ့စိတ်မှာပြောကြသည်ဒီမြေကြီးကိုကန်ထရိုက်ပြီးပြီးတိုက်ဆောက်လိုက်ပါလားအမေလေးတက်ဆိုရင်စစ်ခံအဲ့ဒီအထဲကလေးခန်းကျမတို့ရမယ်ငွေလဲရမယ်အမေဘာပြောမလဲဟုသူအမေကိုကြည်နေသည် အမေသည် သူ့သမီးတွေကို ရီဝေဝေမျက်လုံးနှစ်သာ ကြည်နေသည်ဘာမျှပြမပြောညီမတွေအာမလူအာမရဖြစ်နေပုံရသည်သူတနေ့အမေကိုထမင်းခေါ်ကြွေးပြီးအမေဆန္ဒကိုတီးခောက်ကြည့်သည်သူတို့ပြောသလိုကန်ထရိုက်တိုက် ဆောက်လိုက်ပါလားအမေ အမေကပြုံးလိုက်၏ကွန်ထရိုက်ကိုအပ်ပြီးစောင့်မယ်ဆိုရင်လေးကမ်းမဲ့အမေတို့ရမယ်လေตาကဘယ်နာသွားနေမလဲသူတို့လေးယောက်ကလေးကမ်းอยู่မှာပေါ့အမေကလေตาတွက်ထဲမတွက်နေလေကျွန်တော်အခန်းမอยู่ပါဘူးကွန်ထရိုက်ကပြီးတဲ့ငွေသေးက အမေကြည်နဲ့တလောက်ပြီးပေါ့မဖြစ်ပါဘူးตาရဲ့အမေခေါင်းချเสียအိမ်မရှိပဲဖြစ်မယ်အမေအသက်စီစဉ်မာတောင်အမေကိုထမင်းကြွေးဖို့တွန်းဆုပ်နေကြသောသမီးတွေကို အမေယုံဟန်မတူချင်းချင်းကြုတ်ကြုတ်နဲ့အမေမနေတတ်ပါဘူး စကားကိုလှည့်၍အပြေးပေးလိုက်သည်အိနာနီးချင်းတွေက သူ့ကိုတိုင်ကြသည် အမေအိုကြီးဒီအရွယ်မှာဈေးသွားသည်မှာ မတော်ဟုဆိုကြသည်သူဘာလောက်ရမှန်းမသိအမေကိုခေါ်ထား၍လည်းမရသူ့နှမတွေကလည်းအမေတယောက်ထမင်းစားဖို့တောင်းဝင်မယူကြဒါတောင် အိနီးနာချင်းတွေသူ့ကိုအစုံမပြောပြ အိမ်ရင်ထိကပ်နေကြသောရက်ွက်ထဲမှာသူတို့အိမ်ဘာဖြစ်ဒီကိုခြေရင်ကောင်းရင်အိမ်တွေကမတိကျင်အစုံသမီးအငယ်ဆုံးအထွေးကစကားအပြောဆိုပတ်ဆက်ဆုံးဖြစ်ပြီးမျက်လုံးတွေကဘာထိုးထားတာလဲခလေးလိုက်ကြတာမဆွေးနိုင်ရအောင်အမေဒီဘာမျှပြန်မပြော သူ့ချစ်တော်ကလေးကိုဆွဲနိုင်လောက်အောင်တွတ်လွတ်စွာမတော်နိုင်ခလေးလီကားတဲ့အရာသူပြေးသွားပြီမဲ့သူ့ချစ်တော်ကဆွဲရွာသူမပါအမေဒီတကားဝမှာငုတ်တုတ်ထိုင်လိုက်သည်ကျဲလောင်စွာအောင်ငုံနေသောခလေးကိုအမေဝန်းနေပတ်နေဝန်းနေပန်းနေစိုက်ကြည့်နေမိသည် အထွေလက်တွေကကလေးနှစ်ဖူးမှာအဖူကြီးထွက်ကရောင်နေသည်အထွေဤဒေါသကဲသောမျက်နာကိုကြည်ရင်အမေတက်ပြင်းချမိ၏လာကုံခံနီး၍မိမိတာကရေအခွန်မြေအခွန်လာရောက်ကောက်ခံရင်းသူတို့အိမ်မှာစီစီညံညံကြားရပြန်သည် မီးတို့၄ယောက်တယောက်တလားစီမီတာကဆောင်ပါလားကွယ်အမေကသမီးများကို မြေတားရက်ခံ၏အမေဆိုပြီးတော့အမေမပီတားလိုက်တာ သမီးတွေအိမ်ပေါ်မှာနေတာကိုပတ်စံတောင်းတယ်အထွေးအတန်းကြဲကြဲကစလာသည် အမင်းမဘာဝင်ငွေစီးလို့လဲအမေကဒါပဲပြောပြနိုင်တယ်ဒါဆိုရင်ဒီလိုလောက်လေသမီးတို့အခွန်တွေဆောင်မယ်ဒီအိမ်ကို သမီးတို့လေးယောက်နှမီးနဲ့ပြောင်းပေးမငယ်ကဝင်ပြောလာသည်ဟုတ်တယ်အဲ့ဒါကိုမကြီးသဘောတူတယ် အကြီးဆုံးမကြီးကထောက်ခံလာသည်မလီကတော့ကန့်လေမကန့်ကွက်ထောက်လေမထောက်ခံ အမေသည် သမီးကြီးမျက်နှာကိုစိတ်စိတ်ကြည်နေသည်အကြီးဆုံးမို့ညီမတွေကို ပြေးရာပြေးချောင်းပြောလိမ့်မည်ဟု သူမျှော်လင့်သည် ယခုတော့သမီးကြီးကပါ အမွေစကားဆိုလာသည်အမေတေကန်ဤပါပြီ အမေတီတော့ယူကြတာပေါ့မာကြီးမျက်နာကို ကြည်ရင် ကြည်ကွဲစွာ ပြောလိုက်သည် သမီးတို့ရဲ့မျက်နာကအလုံးတင်းမာသွားသည်ဒီအဖြစ်တွေကို အမေကတားဖြစ်သူကို ပြောမပြပြီလုံခဲ့သော အပတ်ကမိုးတွေတဲထန်နေတော့အမေစေးသွားသည်ဆိုသည်ဈေးကအထွက်အမေလဲကျသွား၍ စိတ်ကားသမားကအိမ်ကိုခေါ်လာရသည်သူယုံကိုလိုက်လာပြော၍အမေကိုတွားကြည့်တော့အမေအပြင်းဖြားနေသည်ပေါင်ထိတ်ယူကျိုးသွားသည်ဆေးယုံတင်ဖို့ကအစအားလုံးပဲသူတာဝန်ယူပါသည်ညာရီညတာစောက်ဖို့ကြတော့ညီမတွေကိုပြောမရကလေးအကြောင်းပြအိပ်ရပြတ်မခံနိုင်ဟုဆိုကြသည် အမေကိုတကြိုးစင်းကမူးမေ့လဲပြသောအထွေးကအဆူဆုံးသူ့ဟာသူမနေနိုင်လို့မနေနိုင်မထိုင်နိုင်ဈေးသွားလို့ဖြစ်ရတာ ဖြစ်တာတောင်နေသေးတယ်ဖြားနေသောအမေကိုရန်တွေ့သည် သူဘာမှဘယ်သူမှယုံတရက်အပြတ်မခံသူညီမတွေကိုနာကြည့်လိုက်သည် နင်တို့အမေဘွားကိုအားလုံးရောက်ကုန်ကြပြီနင်တို့တနေ့ကောင်းကောင်းဝင်လေမယ်ဈေးရုံပေါ်မှာညီမတွေကိုသူကြုံဝါလိုက်ပြီသူညီမများသည်အမေဆုံးသည့်နေ့ကတော့ငိုလိုက်ကြတာကြွကြွညံပါရောအိမ်နီးနာချင်းတွေကမောင်တုံးတန်နှမတွေအမေကြီးကိုစကားပြောတာယဉ်တီကြမ်းတမ်းလိုက်တာဟူ၍ ူကြားရစဉ်ကမယုံခြင်းအမေဆေးရုံတက်ရတော့မှနှမတွေအဖြစ်ကဩချလောက်ပါသည် အမေသည်သူလက်ခံယုံကြည်ချက်နှင့်နေသွားပုံရသည်သူမျက်မြင်ကိုတွေ့ရောအိမ်နီးနာခြင်းတွေအပြောနှင့်ရောသူကနှမတွေနေပုံထိုင်ပုံ ပြောပုံစုပုံကိုမကြိုက်၍ပြောလင် အမေကသူ့ယူဆချက်ကို ပြောပြသည်အမိဖျားစစ်ကိုရင်တူတူစစ်ကိုရယ်မေတ္တာပို့လေတူတူပဲဒါဗိမဲ့နောက်ဆုံး အပိုင် ကောင်းမှုမကောင်းမှုဒီသားလင်းကိုပိုင်ဥစ္စာစီးကြသည်တကားဆိုတဲ့အပိုက်ကို အမေကြကြရွတ်တယ်သူများကြားခြင်းလို့မဟုတ်ဘူးအမေကို အမေကြားစီခြင်းလို့ နှလုံးသွင်းစေခြင်းလို့သားတို့အဖေနဲ့ပေါင်းလာတဲ့တစောက်လုံးမှရောသားတို့သမီးတို့ငွေဖွာလာခြင်းမှရော အမေအလုပ်တွေဟာကောင်းတာကြီးပဲမဖြစ်ခဲ့ပါဘူးမကောင်းတာလည်းဖြစ်ခဲ့မယ်အတိတ်ကလည်းဒီလိုပဲအဲ့ဒီတော့အမေပြုတ်တဲ့ကောင်းမှုမကောင်းမှုကံတွေကို အမေခံရတာအမေရဲ့ကိုယ်ပိုင်ဥစ္စာကို ကိုယ်သုံးရတာပဲ။ ตาก็บามานาทันคันนาทาคันแค่ไม่ผิดเนี่ยเมดีโหล2ลงต้วยไหนโหลเทินดีดีตะมี้ฤจามาหลุ๊กซี่หลุ๊กซี่เนี่ยหนีตวาไหนดีปิติคันดีအဖေစီတုံးကရောသားသမီးတွေငယ်စဉ်ကရော အမေဆိုင်ထွက်လိုက်သည်။ထမင်းချက်လိုက်နေနေလာခဲ့ရသောအမေလက်သည် နောက်ဆုံးသေရမည့်အချိန်ထိသမင်းအိုးနှင့်ထိနေရသည့်အဖြစ်ကိုတော့သူရင်နာပါသည် သူနမတွေသည်အမေခြေတစ်ဖက် နာနေပြီးနာနေပြီးကိုတိလျက်နေဈေးသွားမပေးကြအမေတယောက်စားအတွက်သမင်းတစ်နှက်စားချက်မကြွေးကြဘလို့အဖြစ်ပါလေသူကအမေကိုအမေလိုနှလုံးမသွင်းနိုင်ပါ နမတွေကိုနာကြီးစိတ်သာပူလာသည်သူရင်ထဲမှာအမေဆုံးတော့စိတ်ထိခိုက်သာဒါဗိမဲ့သူနမတွေငူသန်ကြား၍သူမျက်ရည်မတွက်တော့ယခုလဲဘာကြီးကဘာပြောကျင်သည်မသိနင်တို့ထမင်းမကြက်မချက်ကျွေးကျင်တဲ့အမေကြီးတီးသွားပြီ ဘာလုပ်ချင်သေးလဲသူကခက်ငက်ငေါက်မေးလိုက်၏ညီမလေးတို့ကပြောခိုင်းလို့ပါမကြီးကမဝွင့်မရဲပြောလိုက်၏အလုံးလုံးနေတော့မငယ်မလေးနှင်းမတွေးပါ သူတို့အနာရောက်လာကြသည်နေနိုးကဘာလို့ချင်လို့လဲ ညီမတွေသည်တယောက်မျက်နှာတယောက်ကြည်လိုက်၏မကြီးကမတွေကို မျက်ရိပ်ပြလိုက်သည်မတွေကဆေးဆောင်ပြောသည်မိလဲမရှိတော့ဘူးဒီအိမ်ကိုကန်ထိုက်တိုက်ဆောက်လိုက်ခြင်းလို့ပါအကူကြီးတဘောညမလေးတို့သိချင်လို့သူဒီအမေမျက်နာကိုမြင်ရောက်လာသည် အမေဆန္ဒမရှိတာကိုငါမလုပ်ချင်ပါဘူးနင်တို့ဘာသာလုပ်လဲဒီတိုက်ခံငါမလိုချင်ဘူးဒီလိုဆိုရင်ကန်ထရိုက်ကပေးတဲ့ငွေစေသိန်းကို အကူကြီးကနှစ်သိန်းယူပါကြံစစ်သိန်းကိုညီမတို့ကျမတို့ညီမလေးယောက်နှစ်သိန်းစီနဲ့တိုက်ခံတခန်းစီယူမယ်အကူကြီးကျေနလား မကြီးကကောက်ကာငင်းကပြောလိုက်၏မဝုံမရဲ့အမှုရာ လုံးဝမရှိတော့သူသည်မကြီးမျက်နာကိုစိတ်စိတ်ကြည့်လိုက်သည်နေပါဦးငင်းတို့ကဘယ်တော့ကများဒီကန်ထရိုက်နဲ့အစီအစဉ်လုပ်လိုက်တာလဲအမေကဖြစ်ဆုံးတာဒီနေ့မှရက်လေတယ် ညီမလေးယောက်စလုံးမျက်လွာချနေကြသည်။ဘာပြောပြောလေအကိုကြီးပြောချင်တာပြောသူတို့ကလက်ရှိအိမ်မှာနေကြတဲ့သူတွေသူတို့ဆန္ဒမပါပဲအကိုကြီးဘာမှမလုပ်နိုင်အမေတည်တဲ့နေ့ကလေးကသူတို့ရင်မှာတိုက်ခန်းဆောက်ပြီးသားနောက်လအတွင်းမှာ မကြီးကသူ့ကိုငွေနှစ်သိန်းလာပေးသည် ဝလုံတယောက်လဲမကြီးနှင့်အတူပါလာသည် အမေမြေနေရာမှာတိုက်ခန်းပေါင်း၁နှစ်ခန်းဆောက်ကြမည်ဆိုသည်မကြီးတို့ ကြည်မြင်တိုင်းနှင့်စင်ကြောင်းမှာခိတအိမ်ငှားနေကြပါတယ်တိတ်ဆောက်ပြီးတော့မှ ပြောင်းရမယ်သူဘာမှမပြော စာချုပ်စာတမ်းမှာလက်မှတ်ထိုးစရာရှိတာသာ သူထိုးလိုက်သည်အမေမြေနေရနှစ်ရောတိုက်ခန်းနှစ်ရော သူကဘာမှမပတ်သက်အမွေနှစ်သိန်းအပြတ်သဘောပေါ်အားလုံးကို သူစွန့်လွှတ်လိုက်ကြောင်းစွန့်လွှတ်စာချုပ်မှာအပြီးအပိုင်းလက်မှတ်ရေးထိုးပေးလိုက်သည် အမေအသက်ဆင်းဆင်းကအိုကြီးအိုမအွယ် တောင်းဝန်မရင်မယူကျင်သူတွေအမေ့မြေနေရာပေါ်မှာတိုက်ခန်းတွေနေနေကြတော့မြည်တလနှစ်လနှစ်သူညီမတွေပေါ်မလာကြသူကလည်းစိတ်ထဲကခက်ချစ်ချင်းစီ၍မသွားတိုက်ကို6လနှစ်အပီးဆောင်ပြီဆိုသည်6လကျော်တော့မကြီးနှင့်အထွေးတို့ရောက်လာကြသည် နင်တို့တိုက်ဆောက်ပြီးကြပြီပေါ့အခန်းတွေရကြပြီလားသူကမေးလိုက်သည်မထွေကဆိုင်းမစင်ဘုံမစင်ငိုပါတော့သည်ကိုကူကြီးရဲ့အထွေးဖြစ်စိတ်ညစ်လိုက်တာမကြီးကလည်းမျက်ရည်တွေဝဲလာသည်ဘာဖြစ်လာကြတာလဲ သူကညီမတွေမျက်ရည်ကိုမယုံကန်ရိုက်ဦးကျော်မြစ်ကအိတ်ခမ်းတွေကျူယောင်ပြီးငွေတွေယူထွက်သွားလို့တိုက်ကလည်းအုတ်မြစ်ပဲချရတယ်အထွေးတို့မှမလုပ်ရမှန်းမသိဘူးသူဒီအံ့အားတင်သွား၏နင်းတို့ကတရားမစွဲဘူးလား သူ့မိကုံးကိုမကြီးကဝင်ဖြေ၏တရားဆွဲမှာပါဒီကန်ထရိုက်ကလည်းထွက်ပြီးတော့တရားခံဘလို့စားရမှန်းမသိဘူးပြီးတော့အမှုအတွက်ကုန်ကြငွေကိုညီမတို့ဘသူမှမထုတ်နိုင်ဘူးတိုက်ခန်းက6လနဲ့အပီးပြီးမှဆိုပြီး6လအပြက်ပေးပြီးအိမ်ငှားနေကြရတာညီမတို့လက်ထဲမှာငွေအစင်မပြေဘူး ဆေးနေငါဖို့မလီနဲ့မငယ်ကလည်းမထုတ်နိုင်ဘူးတဲ့မကြီးကပါ မျက်ရည်တွေကျ၍ပြောသည်အဲ့ဒါကိုကိုကြီးက အမှုကိုအကုန်ကြခံပါလို့အထွေးတို့လာပြောတာပါအထွေးသည်လာရင်အကြောင်းကိုဤကုံချုပ်လိုက်၏ သူကတော့ဘာမျှမပြောကျင်တော့ပါညီမတွေဒုက္ခရောက်နေတီကိုတော့ဂယုဏတတ်မိပါသည်ဒါပေမဲ့ဝင်းကူရမည်အစီစဉ်ကကျိုးချောင်းပြမစီလျော်ပေတခုကစီတယ်လေတရားစွဲတယ်ဆိုရင်တရက်ခံကစီရမှာခုတရက်ခံကထွက်ပြေးနေပြီပဲ ဟုတ်တယ်အခန်းတွေကိုလည်းကျူယောင်းပြီးစင်ရမယူသွားတာအခုထိအစအနစာမရသေးဘူးအထွေကပြော၏သူသည်ခိတ္တစဉ်းစားနေသည်တယံခံကမိလေသူယူထားတဲ့ငွေတွေရောနိုင်အောင်မှာပြီးတော့လဲတိုက်ဆောက်ပေးဖို့ဘယ်ကငွေနဲ့ဆောက်မလဲငွေတော့ပြန်မရောပဲ ထောင်ကြပဲခံမှာတရားဆွဲတာလေဆွဲပေါ်မင်းတို့မှာအိမ်ငါကပေးရပြီမယ်တယောက်9000တော့ပို့မှာအဲ့ဒီငွေစုစုပေါင်းနှစ်သိန်းကို အမှုအတွက် ထားပေါ်ငါကတော့ဘာမှစိတ်ထုတ်မပေးနိုင်ဘူးညီအမနှစ်ယောက်ပါဇက်အဟောင်းသားနေငေးနေသည်သူစိတ်ထဲမှာလဲညီမများကံကြမ္မာကို အံ့အားတင်နေ၏သူများတွေကန်ထရိုက်တိုက်တွေဆောက်လိုက်ကြသည်မှာနေတာနဲ့မြန်နာပဲกว่าသည်တိုက်ခန်းလေမရငွေလေတိုက်ခန်းလေရငွေလေရသူညီမတွေကြမှာဘယ်လိုဖြစ်ပါလဲဒီကန်ထရိုက်တိုက်ဆောက်ဖို့အမေကလည်းသဘောမတူမင်းတို့ကလည်းငါဝင်မပါနိုင်အောင် ငွေနဲ့သိမ့်ပေးပြီးအပီးအပြတ်စွန့်လွန့်စားကြုပ်လက်မှတ်ထိုးခိုင်းလို့ငါထိုးပေးလိုက်ပြီဝစ်လုံးတွေပါတွေတိုင်မင်းကြီးရင်တော့ငါမိတ်ဆွေတွေနဲ့ဆက်ွယ်ပြပါမယ်ကန်ရိုက်နေကြထွက်ပြေးသွားရင်တော့လမ်းဆုံးပြီတခုတော့ရှိတယ်လေမင်းတို့မှာအမေမြည်ွက်လေးကြံသားပဲ အခုနေခါမြေစည်းတွေကောင်းပါတယ်။ရောင်းချပြီးညီအမလေးယောက်ခွဲယူပေါ့။အမေဟာမင်းတို့အတွက်အများကြီးခြံရစ်ခဲ့တယ်လေ။သူစကားဆုံးတော့ညီအမနှစ်ယောက် မျက်ရည်တွေကျနေသည်။မျက်ရည်လေဆွဲနေနမများကို ကြည်ရင် သူသည်အမေစကားကို ပြန်လေကြားရောက်လာသည် မိမိဤမကောင်းမှုမိမိဤကောင်းမှု မကောင်းမှု ကံဒီသာလင်ကိုပိုင်ဥစ္စာစီကြတီတကားတဲ့စကလုံးပြောင်း၍ဆိုရလင်တော်ယခုဖြစ်လာသော ပြဿနာဤအကြောင်းရင်းတရက်ခံမှာသူနှမများသာဖြစ် သူနှမများသာလင်ဖြစ်ကြတီတကားဟု သူဆိုခြင်းပါတော်သည် ဟုတ်ကဲ့ဆာမကြီးခင်းနေယူဤတရခန်ဝိထုတို့ကိုဖတ်ပြမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအထင်ကလွဲများမှာပါခဲ့ရင်သိခံနားလေပေးကြပါလို့နားဆင်ပေးကြတယ်ကလေးကတူတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာမြမပီကြီးလည်း ဘေးရန်အပေါင်းတို့မှအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဧည့်သည်ပါ